ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကတော့နိုဝင်ဘာလ၁ရက်နေ့စနေနေ့ပဲဖြစ်ပါတယ်ဒဇောင်တိုက်ပွဲတော့အနာယူရက်လေးတွေမှာခရီးသွားလာဖို့ဖျားသွားကြောင်းတက်ဖို့ပြင်ဆင်နေသူတွေအတွက်အရေးကြီးတဲ့မိုးလေဝသခန့်မှန်းချက်တွေကိုအတိအပေးတင်ဆက်ပေးသွားမှာဖြစ်ပါရှင်ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ရောအရှေ့လယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာအကောက်လာနေပြီးမှုန်တိုင်းဖြစ်လာနိုင်ခြေရှိနေပါတယ်လက်ရှိမှာတော့ဘင်္ဂလားပင်လယ်ရောအရှေ့လယ်ပိုင်းမှာရောက်ရှိနေတဲ့လေပွေလိုင်းဟာဆက်လက်အကောက်နေပြီးမြို့ဝကျုံပေါ်ကန်ယူနန်နီမှာတည်ရှိနေပါတယ် ဒီလီဝေလိုင်းဟာဆက်လက်အားကောင်းလာဖို့ရှိနေတာကိုတွေ့ရပြီးနိုဝင်ဘာလ3ရက်နေ့ကနေ9ရက်နေ့အတွင်းဆိုက်ကလုန်းမုန်တိုင်းအဖြစ်အသွင်ကူးပြောင်းသွားနိုင်ခြင်း80ရာခိုင်နှုန်းထိရှိနေတယ်လို့မိုးလေဝသခန့်မှန်ချက်မော်ဒယ်တွေမှာဖော်ပြထားတာကိုအသိပေးလိုပါတယ်ရှင်။မြို့ဝကျုံပေါ်ကံယူရန်အနီကိုရောက်ရှိနေတဲ့လီဝေလိုင်းနဲ့အခြားမိုးလေဝသဖြစ်စဉ်တွေကြောင့်ဒီနေ့ကနေနိုဝင်ဘာလ4ရက်နေ့ထိပြည်နယ်နဲ့တိုင်အားလုံးတို့မှာမိုးနှင်းငယ်ကနေမိုးတင်းတင်းရွာနိုင်ပြီးနေရာကွက်မိုးသေးထန်တာတွေဖြစ်နိုင်ပါတယ်။ ဒီနေ့နိုဝင်ဘာလ၁ရက်နေ့မွေးရသုံးမှုခန့်မှန်းချက်တွေကိုပြောရရင်ရခိုင်၊အရာဝတီတိုင်း၊ရန်ကုန်တိုင်း၊မွန်နဲ့တနင်္သာရီတိုင်းတို့မှာနေရာနှံ့ပြားမွေးရနိုင်ပြီးကရင်၊ပဲခူးတိုင်းနဲ့မကွေတိုင်းတို့မှာတော့နေရာစိတ်စိတ်မွေးရနိုင်ပါတယ်ရှင်။ကချင်၊ချင်းနဲ့နေပြည်တော်တို့မှာတော့နေရာကျဲကျဲမွေးရနိုင်ပြီးကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာကွက်ကြားမွေးရဖို့ရှိနေပါတယ်။ဒေသအလိုက်အထူခန့်မှန်းချက်တွေအနေနဲ့ကတော့ဖားဆောင်၊မဲဆက်၊ဖားပွန်၊ကမမောင်၊လိုင်းပွဲ၊ဖအံ၊တထုံ၊မိုးလမြိုင် ခရမ်သုံးခွတန်လင်းလဲကူကဝပကိုးပြင်ပုတ်ကြီးစားရမြို့နယ်တွေမှာမိုးနဲ့ငယ်ကနေမိုးတင်းတင်းရွာသွန်းပြီးနေရာကွက်မိုးသေးထန်တာတွေဖြစ်နိုင်တယ်လို့ရန်ကုန်မှာလည်းမိုးများနိုင်ပြီးနေရာကွက်မိုးသေးထန်နိုင်ပါတယ်ရှင်။မြန်မာနိုင်ငံရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့မိဘုတ်ပြန်ပွဲကျင်းပရာတောက်ကြီးမြို့မှာတော့ဒီကနေ့မှာမိုးနဲ့ငယ်ရွာနိုင်ပြီးညပိုင်းမှာတော့တိမ်အနှိမ့်တွေထူထပ်စွာဖြစ်ပေါ်နိုင်တာကိုမိုးလစ်ဝသခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါတယ်။လာမယ့်သုံးရက်တာအတွင်းမိုးရေချိန်တွေအနေနဲ့ကတော့ ရခိုင်အရာဝတီတိုင်းပဲခူးတိုင်းနယ်မြို့ဝကျုံဘော်ကံယူရန်ဒေတာတွေမှာမွေးစဉ်၃လမကျော်၄လမထိရွာသွန်းလိုက်တာကြောင့်စိုက်ပျိုးရေးလောက်ကိုင်းနေကြတဲ့တောက်သူဦးကြီးတွေအနေနဲ့စိုက်ပျိုးမြေတွေအတွင်းရေတင်တာမျိုးရှိနိုင်တာကြောင့်သတိပြုကြပါလို့အကြံပြုလိုပါရဲ့ရှင်။ကဲ့ရင်မွန်နဲ့တနင်္သာရီတိုင်းတို့မှာတော့မိုးတင်တင်ရွာနိုင်ပြီးမွေးစဉ်၄လမအောင်ရရှိနိုင်မှာဖြစ်ပါတယ်။ကဲ့ချင်းစကိုင်းတိုင်းထက်ပိုင်းနဲ့ချင်းတို့မှာတော့ဒီတစ်ပတ်တွင်မိုးနဲ့ငယ်ရွာတာမျိုးရှိနိုင်မှာဖြစ်တဲ့အပြင်မနက်ပိုင်းမှာမြူထူဆိုင်တာတွေလည်းဖြစ်နိုင်တာကိုတွေ့ရပါရဲ့ရှင်။ ပင်လယ်ပြင်ခရီးသွားရင်လည်းကန်နီကန်ဝေးရေလုတ်သားတွေအတွက်ကတော့မြမကယူလန်ရှောင်းနဲ့ကန်လွတ်ပင်လယ်ပြင်တွေမှာတနအီမိုင်30ကနေ35မိုင်ထိလေပြင်းတွေတိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်ဟာရှစ်ပေကနေ10ပေခန့်ရှိနိုင်တာကြောင့်ပင်လယ်ပြင်ခရီးသွားရင်လည်းကန်နီကန်ဝေးရေလုတ်သားတွေအတွက်ပင်လယ်ပြင်တွင်သွားလာရမှာအန္တရာယ်ရှိနိုင်တာကြောင့်သွားလာတာတွေမပြုလုပ်ကြဖို့တိုက်တွန်းလိုပါတယ်ရှင်မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မြတ်ပြောင်းလဲနေရကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမိုးလေဝသခံမှန်းချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တာရဲ့ခံလိုပါရရှင်။ CG platform ရဲ့မူလဝတ္ထခံမှတ်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်တီကဆုတောင်းပေးလိုက်ပါတယ်ရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝတ္ထနေရာတူတူဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာရေးသားမျှဝေပေးခဲ့ကြပါဦးရှင်။